မနေ့ကဘင်္ဂလားပင်လယ်အော်အနောက်ပိုင်းအိန္ဒိယနိုင်ငံတောင်ပိုင်းကမ်းခြေအနီးလေဖြစ်အားနဲ့ရဝန်းဖြစ်နိုင်သည်ဟု ပြောထားခဲ့ပါသည်ယနေ့လေတုအခြေအနေခန့်မှန်းချက်အရမေ16မှ19အတွင်းလေဖြစ်အားနဲ့ရဝန်းတစ်ခုဖြစ်မည်ဟု ဖော်ပြထားပါသည်ထိုလေဖြစ်အားနဲ့ရဝန်း၏ရွှေရှားလမ်းကြောင်းသည်အိန္ဒိယနိုင်ငံသို့ဦးတည်ပါသည် မိုးလေလဝေသားမှတရားဝင် ထုတ်ပြန်ခြင်းမရှိသေးပါယနေ့မေ16မိုးလေဝသားမကွေးတိုင်းမှဂံကောခရိုင်ပခုတ်ကူခရိုင်မိုးရွာနိုင်ခြေများပါသည် နေရာစိတ်စိတ်မိုးရွာနိုင်သောဒေသရခိုင်ပြည်နယ်ရှမ်းပြည်နယ်တနင်္သာရီတိုင်းချင်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းမြောက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းပဲခူးတိုင်းမွန်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းအရားပြည်နယ် နေရာကွက်ပြီးမိုးများနိုင်သောဒေသများတချင်းပြည်နယ်တောင်ပိုင်းစကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ယခုခန့်မှန်းချက်သည်မေ16မှမေ18နနက်စောစောအထိဖြစ်ပါသည်မန္တလေးတိုင်းဒေသကြီးမနက်ဖြန်မိုးဆက်လက်ရွာနိုင်ပါသည်